ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုမျှဝေခြင်းပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကျွန်တော်အသက်10နှစ်လောက်တုန်းကပါအဲ့ဒီအချိန်တုန်းကကျွန်တော်တို့ဟာအခန်းလေးတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့အိမ်သေးသေးလေးတစ်လုံးမှာနေထိုင်ခဲ့ပါတယ်။နေရာမလုံလောက်တာကြောင့်ကျွန်တော်တို့ညီကိုနှစ်ယောက်ကအခန်းတစ်ခန်းမှာအိပ်ပြီးအမေနဲ့ညီမလေးကနောက်အခန်းတစ်ခန်းကိုမျှဝေသုံးဆွဲရပါတယ်။ညနေတဲ့အချိန်မနေ့3နာရီလောက်ရှိပြီ။ကျွန်တော်ကတော့ကျွန်တော်တို့ရဲ့ရုပ်မြင်သံကြားဟောင်းကြီးမှာကာတွန်းတွေကြည့်ရင်းနိုးနေတော့မှာပဲ။ အဲ့ဒီအချိန်မှာကျွန်တော်ခန့်တကားကတပြေးပြေးချင်းပွင့်လာခဲ့တယ်။တကားဝမှာကျွန်တော်အကိုရီတဲကတယောက်ကမတည့်ရနေတာကို တွေ့လိုက်ရတယ်။ TV လင်းအောင်ရှိနေပေမဲ့သူ့မျက်နှာကိုမမြင်ရပါဘူး။သူ့ခန္ဓာကိုယ်တစ်ခုလုံးကအမဲရောင်ရိပ်တစ်ခုလိုဖြစ်နေပါတယ်။ခလေးတယောက်အနေနဲ့ကျွန်တော်သိပြီးမတွေ့မိပါဘူး။အလင်းရောင်ကအမြင်မအောင်လုပ်နေတာပဲလို့ထင်ခဲ့မိတယ်။သူက စကားတစ်ခုမှမပြောဘဲကျွန်တော်ဘေးကအိယာစုံမှာဝင်ထိုင်ခဲ့တယ်။သူ့မျက်နှာက TV ဘက်ကိုလှည့်နေပါတယ်။အကိုရောအိတ်မပြောဘူးလား။ channel ပြောင်းမေးရမလားဆိုပြီးမေးကြည့်ခဲ့ပေမဲ့သူပြန်မဖြေပါဘူး။သူဟာလှုပ်ရှားမှုတစ်ခုမှမရှိဘဲငြိမ်သက်စွာထိုင်နေခဲ့တယ်။ဒါကထူးဆန်းတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကဘယ်တော့မှငြိမ်ငြိမ်မနေနိုင်သူပါ။မြေရန်ကိုကိုလှုပ်ရှားနေတဲ့သူပါ။ဒါပေမဲ့ဒီကောင်းကသူ့မျက်လုံးတော့မမိတ်ပါဘူး။ခဏကြာတော့ကျွန်တော်အင်တာသွားမယ်လို့ထားလာခဲ့တယ်။အမေနဲ့ညီမလေးနိုးသွားမှဆိုတဲ့အတွက်အိယာတဲကနေအသားလေးတွားထွက်ပြီးဇင်းကြံလန်းအတိုင်းအမြန်သွားခဲ့တယ်။ပြန်လာတဲ့အခါမှာအကိုတို့အခန်းကိုဖျက်ရင်ကျွန်တော်ရက်တန်သွားတယ်။ ကျွန်တော်ကိုနှစ်ယောက်လုံးဟာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြပါတယ်။ဆောင်းအောင်မှတယောက်ကိုတယောက်ဖက်ပြီးအသက်ပြင်းပြင်းယူနေကြတယ်။လှုပ်ရှားစရာနေရာတလက်မှတောင်မရှိပါဘူး။သူတို့ထဲကတယောက်ဟာလွန်ခဲ့တဲ့မနေ့အနေငယ်ကမှကျွန်တော်တို့အခန်းထဲကိုရောက်နေတယ်ဆိုတာမဖြစ်နိုင်ပါဘူး။ကျွန်တော်ရင်ထဲထိတ်ခဲနဲ့ဖြစ်သွားပြီးလက်တွေတုံရင်လာခဲ့တယ်။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အခန်းဘက်ကိုပြန်ပြေးသွားခဲ့တယ်။အိယာကဘလာပါ။အရင်မဲကလည်းပျောက်ကွယ်သွားခဲ့ပါပြီ။ဒီတော့မှကျွန်တော်သဘောပေါက်သွားတယ်။ကျွန်တော်သူ့မျက်နှာကိုဘယ်တော့မှမမြင်ရခဲ့ပါဘူး။ သူက TV ကိုကြည့်နေတာလားဒါမှမဟုတ်ကျွန်တော်ကိုကြည့်နေတာလားဆိုတာမသိရခဲ့ပါဘူးအခုချိန်ထိအဲ့ဒီညာအကြောင်းစဉ်းစားနေစေပါပဲကျွန်တော်ဘေးမှာထိုင်နေသူဒါမှမဟုတ်အဲ့ဒီအရာကဘာလဲဆိုတာကျွန်တော်ဘယ်တော့မှသိမှာမဟုတ်ပါဘူးအမှန်တိုင်းပြောရရင် ကျွန်တော်ဘယ်တော့မှမသိရတာကိုပဲဝမ်းသာမိပါတယ်ဇလန်လေးကတော့ဒါပါပဲခင်ဗျာကြည့်ရှုပေးခဲ့လို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်